လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်မြန်မာပြည်ရဲ့လမ်းပန်းဆက်သွယ်ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတစ်ခုပေါ့ဗျာမြို့ပြနဲ့အတော်လေးလန့်တဲ့နေရာတစ်ခုမှာ ကုန်းသားဆိုတဲ့ရွာလေးတရွာရှိခဲ့ပူးပါတယ်ရွာနာမည်ကကုန်းသားဆိုပေမဲ့ရွာသူရွာသားတွေရဲ့ဘဝကတော့မตายာလှပါဘူးရွာလမ်းမကြီးကຫນွေဆိုရင် ဖုံတလုံးလုံးမိုးဆိုရင်ဘွက်တထောင်းထောင်းနဲ့မို့လူစိတ်အဝင်အထွက်အသိမရှိလောက်ဗျအဲ့ဒီရွာရဲ့အစွန်ဆုံးဝါထရံကတကယ်မို့တဲရင်လေးမှာ ကြော်စွားနဲ့မောင်စွဲဆိုတဲ့လူငယ်နှစ်ယောက်နေထိုင်ကြတယ်ဗျသူတို့နှစ်ယောက်လုံးကငယ်တငယ်ချင်းတွေပါဘိုးဘွားဆင်ဆက်လယ်သမားမျိုးရိုးကဆင်းသက်လာကြတဲ့သူတွေပေါ့မနက်လင်းအားကြီးလို့ကြက်တုံတန်းကြတာနဲ့သူတို့ဘဝစတင်ရစမြေပါထမင်းချန်ကဲကိုရင်နှွေးချန်ပူပူနဲ့မျောချပစိုးတူတူပြင်းဝက်ထုံနှုံးကိုထမ်းပြီးလက်ခွင်းနဲ့ကိုဆင်းကြရပါတယ်နေပူကျက်ကျက်အောက်မှာချွေးတလုံးလုံးနဲ့ရုပ်ကန်ချပေးမယ်ရာတီဥရုကမမှန်ပိုးမွှားဖြက် ဈေးကွက်ကနှိမ့်ဆိုတော့စဘာပေါ်ချင်းရောက်ရင်တော့အကျွေးဆက်ပြီးတာနဲ့ဝမ်းစာတော့မနေကြအောင်ဖြစ်နေရတယ်ပေါ့ကတနေ့တော့တငယ်ချင်းနှစ်ယောက်သားနေဝင်ရီတရောအချိန်လက်ကတင်းရိုးမှထိုင်ရင်းနဲ့ကြော်စွားကောင်းကင်ကိုမော့ကြည့်ပြီးတက်ပြင်းချလိုက်ပါတယ်ဟဲ့ငဇွဲငါလေးဒီဘဝကြီးကိုစိတ်ကုန်လှပြီကွာမင်းငါလက်တွေကိုကြည့်စမ်းပါဦးအတ္တမာရီတက်နေလောင်းပြီးမဲ့တဲ့နေပြီငါတို့အဖိုးတွေတော့ကလည်းဒီလိုပဲ ါတို့အဖေတွေလည်းဒီလေဝင်းနဲ့မှပဲအိုးပြီးတော့ဒေသွားကြတာအခုငါတို့အလက်ငါတို့လည်းဒီနုံနဲ့ကဘယ်တော့မှတက်နိုင်မှာမဟုတ်တော့ဘူးလားကွာမောင်ဇွဲကကောက်ရိုးချောက်တမျိုးကိုက်ဝိုင်းရင်းနဲ့မျက်မှောင်ကျုပ်ထားပါတယ်။ငါလည်းနားလေပါတယ်ကြော်စွာရ။ဟိုရွာထိပ်ကဥမြမောင်တို့သားသမီးတွေကိုကြည်စမ်း။သူတို့ကမြို့တက်အဝတ်စားကောင်းကောင်းတွေဝတ်ဆိုင်ကယ်စီးပြီးပြန်လာကြတာ။ငါတို့ကဘာလို့ကန်ဆိုးနေရတယ်မသိဘူး။ငါလည်း တခါတော့များတို့လောက်နေရမယ်ဆိုရင်ဘာမှမဆိုလုတ်ပြချင်တယ်ဘယ်လန့်လိုက်ရလိုက်ရကွာနော်ဘသူ့ကိုတတ်ဆိုရင်တတ်ရပါစေငါချမ်းသာခြင်းနဲ့ကွာတို့နှစ်ယောက်ရဲ့စကားဝိုင်းကညအမောင်တို့ထဲမှာတိတ်ဆိတ်သွားပါတယ်လေတိုက်တန်တဝောဝောနဲ့အတူတို့စိတ်ထဲကလောဘမိတောက်တွေရတော့တငွေ့ငွေ့လောင်ကျွမ်းစာ ပြုတ်နေပြီပေါ့နောက်ဆုံးမှာတော့ကြော်စွာကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ငါဒီအတိုင်းတော့ထိုင်းမနေနိုင်တော့ငါဆွဲငါကြားတာတော့တောရဲ့ဟိုဘက်ကဝါတရားရွာမှာ ကြောက်မြတ်လောက်ွက်တွေရှိတယ်ဆိုပဲအဲ့ဒီမှာငါကန်သွားဆန်းနေတယ်ဒီရောမှာနေနေလို့တော့ငါတို့အယိုးဆွေးသွားတာပဲရှိမယ်ဘာမှထူလာမှာမဟုတ်ဘူးမောင်ဆွေးရတော့တတ်တိမရှိပါဘူးတော်လန်ခီးချမ်းကိုကြောက်တယ်လို့မရေရတဲ့အနာခတ်ကိုလည်းစိုးရိမ်နေပါတယ်ဒါကြောင့်နောက်ရက်မှာကြောစွာတယောက်ထဲလွယ်လေးတစ်လုံးလွယ်ဓာတ်တချောင်းဆောင်ပြီးခီးထွက်ခဲ့တော်နေပြကြောစွာရဲ့ခီးစဉ်ကသူတင် ထားတာထက် ပိုကြမ်းတမ်းနေပါတယ်ငကွားမှာလူတို့အယောက်ပေါင်းနေတဲ့တော်လန်ဆိုတော့ နေကင်းဘက်မှာတော့တစ်ပင်ကြီးတွေကနေအောင်ကွယ်ထားလို့အုံမိုင်းနေခဲ့တယ်ပြ။ညနေဆောင်လို့နေဝင်သွားတာနဲ့တောကြီးကခြောက်ချားစရာတုတ်တန်တစားပင်ကြီးလိုပြောင်းလဲသွားပါတယ်။ပထမညမှာကြောစွာတယောက်တည်းတောနဲ့ကြီးထဲမှာရောက်နေခဲ့တယ်ပြ။ရှေ့ဆက်သွားဖို့လမ်းမမြင်တော့တာနဲ့တစ်ပင်တစ်ပင်အောက်မှာမီးဖိုပြီးစခန်းချဖို့ပြင်လိုက်ပါတယ်။ညတကောင်ရံရောက်တဲ့အခါမှာဗဝန်းကြီးကတိတ်ဆိတ်လွန်းလို့ကိုနှလုံးခုန်တာတော့တဒိမ့်ဒိမ့်နဲ့ပြန်ချနေရပါတယ်။ လေတိုက်တမ်းမရှိဘဲတိရွက်တွေလှုပ်ခတ်တမ်းမှာကြားလာရတယ်ဗျကျောစွာစိုးရင်စိမ့်တဲ့ဓားကိုချစ်ချစ်ပါအောင်ဆုတ်ထလိုက်ပါတယ်တော့ကောင်းပဲဖြစ်မှာပါလေလို့ကိုယ်စိတ်ကိုဖြစ်သိမ့်မိမယ်အတန်းပိုးကျလာတယ်ဗျရုတ်တရက်လေပြင်းတစ်ချက်ဝူးကနဲ့တက်ခတ်လိုက်တဲ့အချိန်မှာသူ့မိဘကမင်းညွန့်နဲ့အကုန်ငြိမ့်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးအမောင်အတိကျသွားပါတယ်အဲ့ဒီအမောင်ထဲမှာအနံစိုးကြီးတစ်ခုရလိုက်တယ်ဗျပုတ်တိုးနေတဲ့အသားပုံနဲ့လို့လို့စေကားနဲ့လို့လို့အနံ့ကြီးပါ 조조아야조조아သူ့နာမည်ကိုခေါ်နေတဲ့အတန်းမှာလူအတန်းတော့မဟုတ်ဘူးဗျလေတိုးတန်လူလူမြောက်ကထွက်လာတဲ့အတန်းလူလူအကွက်ကွက်ရှက်တတ်တာအတန်းအတန်းကဘယ်နေရာကလာမှမသိဘူးနားဝါမှာကပ်ပြောတယ်လူလူအဝေးကအော်ခေါ်တယ်လူလူကြောစွာတုံတုံရှင်ရှင်နဲ့ကြောက်မိချစ်ကိုပြန်ချစ်ဖို့ကြိုးစားပါတယ်ဒါမှမဟုတ်သူ့လက်တရားတုံလုံးနေလို့မရပါဘူး အဲ့ဒီအချိန်မှာပဲသူ့ခေါင်းပေါ်ကတိတ်ကိုင်းမိနေတယ်။သုံးတရားလှုပ်ရှားနေတယ်လို့ခံစားရလို့မော့ကြည့်လိုက်တဲ့ခါမှာကျော်စွာအတန်းကိုအော်လိုက်မိပါတယ်။တိတ်ကိုင်းပေါ်မှာလူခန္ဓာကိုယ်နဲ့ခေါင်းမပါတဲ့တရဝါကြီးတစ်ကောင်ကခြေထောက်နှာချောင်းနဲ့တိတ်ကိုင်းကိုချိန်ပြီးဇောက်ထိုးဆင်းလာနေပါတယ်။သူ့ရင်မကြီးကနှိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီးလယ်ပင်ပြက်ရာကနေသူ့မမဲတွေစီးကြနေကြလို့ပဲ။ပြီးတော့သူ့ဘေးနားချုံမုတ်တွေကနေဘောလုံးလောက်ရှိတဲ့ခေါင်းကြီးပဲလွတ်နေတဲ့အရာတွေလည်းထွက်လာခဲ့တယ်။မျက်နှာတွေကဖြူဖြော့ပြီးမျိုးလုံးတွေကမိခဲ့လို့မရဲနေဘူး။ ဇက်ကြီးတွေကမရွက်တက်ချိမတက်ပြဲနေပြီးတော့အစွဲဖြူဖြူကြီးတွေနဲ့ရင်နေကြတယ်။အစိုးဆုံးကတော့သူ့ခြေရင်းမှာပါ။မြကြီးတွေပုတ်ပတ်ဆူလာပြီးလက်မဲကြီးတွေထွက်လာတယ်။တက်တဲ့အရှိကြီးနဲ့သူ့ချွတ်တော့ကိုလှမ်းဆွနေကြတယ်။မာရိုစီလာကင်းမာရိုနဲ့တိုက်နေတယ်။ဒီတော့ထဲမှာနေရတာတိတ်ကြောစရာကောင်းတယ်။ကြောသွားကြောက်လုံးလို့သတိလက်မတက်ဖြစ်တော့ပါ။ဒါပေမဲ့တေလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့လူအိတ်ကိုဆွဲဓာတ်ကိုဝေ့ရမ်းပြီးအဲ့နေရာကနေအသက်လူပြီးပြေးတော်နေပြန်။ပြေးရင်လည်းသူ့နောက်ကနေ ဗန်ဂျိုးဆွဲတာနေတဲ့အတူအမျိုးသမီးတယောက်ရဲ့စူးစူးဝါးဝါးအုံငူတန်းကြီးကထက်ချက်မကွာလိုက်လာတယ်။မနက်မိုးလင်းကနေမှကြောစွာတယောက်တောစာတစ်ခုကိုရောက်ပြီးမောလဲသွားပါတော့တယ်။သူ့တကောလုံးချစ်ရဘလတ်ပွားနဲ့စိတ်ထဲမှာလည်းအကြောက်တရားတွေဆွဲကြံရင့်နေခဲ့ပါပြီ။ကြောစွာရည်ရွယ်ထားတဲ့ရွာကိုရောက်တော့ထင်သလိုဖြစ်မလာခဲ့ပါဘူး။ကြောက်မြတ်လောက်ွယ်ဆိုတာကောလာဟာလာပဲရှိပါတယ်။ရွာသားတွေကလည်းကိုထမင်းကိုတော်မနှဲဆနေရတဲ့ဘဝ။ဆိုတော့ကြောစွာစိတ်ပြက်လက်ပြက်နဲ့ ြန်လှည့်လာခဲ့ရတယ်ပေါ့ဗျာအပြန်လမ်းမှာတော့သူညကကျုံခဲ့ရတဲ့တောလမ်းကိုရှောင်ပြီးရွာအထွက်ဒေါ်ဆန်နာလမ်းကျိုလမ်းကြားအတိုင်းပြန်လာခဲ့ပါတယ်အဲ့ဒီမှာအရင်တော့ကလုံးဝမတွေ့ခဲ့ရတဲ့တဲအိုလေးတစ်လုံးကိုတွေ့လိုက်ရတယ်ဗျအိမ်ကတမန်တဲအိမ်မဟုတ်ပဲအိမ်တိုင်းကတင့်မြစ်စုံကြီးတွေနဲ့စောက်ထားပြီးအိမ်ခေါင်းမိုးပေါ်မှာကြီးကန်းနေနားနေပါတယ်အိမ်ရှိခွေ့ပြပုံမှာအသက်80ကျော်လောက်ရှိမယ်အသားအရေတွတ်လိမ့်နေပေမဲ့မျက်လုံးတွေကတော့ကြောင်မျက်လုံးလိုတောက်နေတဲ့အဖို့အတယောက်ထိုင်းနေပါတယ် ူကစေးတဲ့အကြီးတခုကိုဖွာရင်းနဲ့ကျော်စွားကိုစိုက်ကြည့်နေတယ်ဗျကျော်စွားအေရှိယဖြတ်သွားဖို့အလို့အဖို့အိုကလှမ်းခေါ်ပါတယ်ဟေးလူလေးကျော်စွားဘာမှမရဘဲလက်ပလာနဲ့ပြန်လာခဲ့ရတာမောနေပြီလားကျော်စွားခြေလှမ်းတုံ့သွားပါတယ်ဒီအဖိုးကြီးကသူ့နာမည်ကိုဘယ်လိုသိတာလဲပြီးတော့သူဘာမှအဆင်မပြေခဲ့ဘူးဆိုတာကိုရောအဘကျွန်တော်သိလို့လားသိတာပေါ့ကွာ မင်းမျက်လုံးထဲမှာလိုချင်တတ်မှတ်မှုတွေမပြည့်စုံမှုတွေနဲ့ပူလောင်ရောငါနင်းနေရမင်းရဲ့ကိုယ်တင်းထဲမှာဆင်းရဲခြင်းအနှံ့တွေဆိုးရနေတယ်လာရင်းနှီးချမ်းလေးတောက်တော့ပါဦးကြောစွာလဲစိတ်ထဲထူးဆန်းနေပေမဲ့ခြေကုန်လက်ပန်းကျနေတာမို့ဝင်းထန်လိုက်ပါတယ်အဖိုးအိုကသူ့ကိုယ်သူဆရာကြီးဥပါလို့မိတ်ဆက်တယ်ပြတဲအိမ်ထဲမှာထူးဆန်းတဲ့အယုတ်တွေစင်စွဲတွေပြိဿံဥကောင်းကောင်းနဲ့ချိတ်ဆွဲထားပြီးအမိုးတိုင်နှံ့လို့လို့စေးနှံ့လို့လို့မှုန်းထူးနေပါတယ် စကားပြောရင်လည်းကြော်စွာကသူ့ရဲ့စိရဲ့ဒုက္ခတွေတထေးဖြစ်ရှင်တဲ့ဆန္ဒတွေကိုယဉ်ဖွင့်မိတော့ပါတယ်။ဆရာကြီးဥပါပြုံးလိုက်တယ်ဗျ။အပြောကမယ်ပြုံးလို့လို့ပါပဲ။ဟာဒူလေးလောကမှာအလကားရတာဘာမှမရှိဘူး။အေးချမ်းသာခြင်းတော့နိလန့်တစ်ခုရှိတယ်။ဒါပေမဲ့မင်းသိတယ်မလား။တစ်ခုလိုခြင်းတစ်ခုပြန်ပေးဆက်ရတယ်ဆိုတာမင်းနားလည်မှာပါ။ကျွန်တော်နားလည်ပါတယ်ဆရာကြီး။ကျွန်တော်သာချမ်းသာမယ်ဆိုရင် ကျွန်တော်မိဘတွေကိုကောင်းကောင်းထားနိုင်မယ်ဆိုရင်ဘာမဆိုလုပ်ပါမယ်။ဘာပေးဆက်ရမလဲဒါပြောပါဗျ။ဆရာကြီးကအိမ်နောက်ဖေးကိုဝင်သွားပြီးမကြခင်မှာပြန်ထွက်လာပါ။သူ့လက်ထဲမှာအိုမမန်လေးတစ်လုံးပါတယ်ဗျ။အိုးကရှီဟောင်းအိုးပုံစံနှကန်းဝါမှာအနေအောင်ချီချိုးတွေရစ်ပတ်ထားပြီးတော့အထဲကနေတရုတ်ထုတ်နဲ့အသံမြည်နေတယ်လို့ပါပဲ။ဒါအဥ္စာဆောင်ဘလူးမွေးထားတဲ့အိုးပဲ။ဒီအိုးကိုမင်းယူသွား။မင်းရဲ့လက်ခွဲ့အလက်တက်တဲ့မှာညတကောင်ရဲ့မှာတူးမြုပ်လိုက်။ မင်းစိုက်တဲ့မြတ်လို့တမအရာရာရွှေဖြစ်လိမ့်မယ်။အေးဒါပေမဲ့အပေးအယူကတော့ဆရာကြီးကကြောစွာမျက်နှာနောက်ကပ်ပြီးလေးလေးနက်နက်ပြောပါတယ်။လာစဉ်လာပြီးနေရောက်တိုင်းညတကောင်ရမှာဒီတဲအိမ်စီကိုမြင်ပြန်လာတယ်။မင်းရဲ့လက်ညှိုးကတွေးတဆက်ကျက်အနက်တကောင်ရဲ့အသက်နှလုံးနဲ့အရက်တပလင်းပါတဲ့ကရော့ဘွက်တစ်ခုယူလာပြီးငါ့အိမ်နောက်ကဆင်းမှာတင်းမြောက်ရမယ်။ဒါကဥစ္စာဆောင်ဘလူးကိုအစာကျွေးတာပဲ။ဒါမှမင်းမှတ်တာနော်။ မင်းတလပြက်ကွက်ထားနဲ့မင်းရထားတဲ့စည်းစိမ်တွေအပြင်မင်းရဲ့ကံကြမ္မာဘဝသူတို့ကအထိုးနဲ့ပြန်ယူရမယ်ဂရိတည်နေမလားကျော်စွာကြော်ယူတယ်စိတ်ငနဲ့ဖြစ်သွားပါတယ်ဒါမှမဟုတ်သူ့ခေါင်းထဲမှာဆင်းရဲဒုက္ခတွေကပိုးပြီးကြီးစိုးနေတယ်ဗျကျွန်တော်ဂရိတည်ပါမယ်ဆရာကြီးတေချာပေါက်လုပ်ပါမယ်ကျော်စွာရွာပြန်ရောက်ရောက်ချင်းပဲညတစ်ခေါက်မှာလဲတဲ့သွားပြီးအိုးကိုမြှုပ်နှံလိုက်ပါတယ်အဟောပေးရပါပဲ။ သုံးချက်လောက်နေတော့သူ့လက်ကွင်းတစ်ခုလုံးစိမ့်ဆူလာခဲ့တယ်ဗျ။တခြားသူတို့ရဲ့လဲတွေရင်ငတ်ပြီးခြောက်သွေ့နေခြင်းမှာသူ့လဲရစဘာပင်တွေကတန်ဆွမ်းနေပါတယ်။တလားကြာလို့စဘာရိတ်ချင်ရောက်တော့ဇပနန်တိုင်းကချွေအောင်ဝင်းပြီးအစစ်အစံတွေကပုံမှန်ထက်နှစ်ဆလောက်ကြီးထွားနေပါတယ်။ရေသိမ်းလိုက်တဲ့စဘာတွေကိုမြို့ကကုန်တယ်တွေကဈေးကောင်းပေးပြီးတော့လူဝဲကြတယ်ဗျ။ဒီရွာတော်ဝိုက်မှာဒီလောက်ကောင်းတဲ့စဘာမတွေ့ဘူးသေးဘူး။ဆိုပြီးချီးမွမ်းကြပါတယ်။ကျော်သွားရဲ့ခြံထဲကအသိနံနေဆိုရင်လဲစိုက်လိုက်တာနဲ့ ီးလိုက်တာတပြိုင်နဲလို့ပါပဲ6လအတွင်းမှာကြောစွာဟာတဲအိမ်ပြက်လေးကနေပြင်တော်အိမ်နှစ်ထပ်ကြီးစောင့်နိုင်လိုက်ပါတယ်နွားတွေလှဲတွေဝင်နိုင်တယ်ရွာထဲမှာလည်းမျက်နှာပွင့်လန်းလာတယ်ဗျကျော်စွာဟာခရီးအတိုင်းလာပြင်းနေရောက်တိုင်းဘလောက်ပဲမိုးရွာရွာ နေပူပူအလုရှုပ်ရှုပ်ဆရာကြီးစီကိုသွားပြီးပူဇော်ပတာပါတယ်။သူ့ရဲ့သွေးတစက်နဲ့ကြက်အသေးကိုပူဇော်တိုင်းတဲ့အိမ်နောက်ကဆင်းပေါ်မှာလေပြင်းနေတိုက်တစ်ပင်နေရင်ထုတ်ပြီးဂျင်းနဲ့တဲ့ဂျင်းနဲ့တဲ့ဆိုတဲ့အတန်တက်တက်တွေကိုကြားပါမယ်။ ကြော်စွာခရစ်တီးခဲ့ပါတယ်။ကြော်စွာရဲ့အောင်မြင်မှုကိုမီးလို့ပူလောင်စွာစောင့်ကြည့်နေတဲ့သူကတော့သူ့တငယ်ချင်းမောင်ဆွဲပါ။တနေ့တော့မောင်ဆွဲကကြော်စွာအိမ်အသည်ကြီးပေါ်ကိုအရက်ပလင်းဆွဲပြီးရောက်လာပါတယ်။သူ့မျက်လုံးတွေကမနာလိုမှုကြောင့်နေရဲနေတယ်ဗျ။ဟေးအောင်ကြော်စွာမင်းဘလို့လှုပ်ပြီးတော့ဒီလောက်မြန်မြန်ချမ်းသာတော့တာလဲ။ငါတို့အတူတူလည်လာလောက်တာလေ။မင်းမှဘာလို့ဝက်ချက်ရှိလဲ။ငါ့ကိုမပြောဘဲထားရတလားကွာ။ ကျော်စွာကအစအတော့မပြောဘူးလို့ညင်းမိမယ်။မောင်စွဲကအကြိမ်ကြိမ်မေးတငယ်ချင်းတန်ရောစင်ကိုကိုကားပြီးတော့မင်းငါ့ကိုမယုံလို့လားဆိုပြီးစိတ်ဆိုးမှန်ဆိုးလှုပ်လာတော့နောက်ဆုံးမှဖွင့်ပြောလမ်းမိပါတယ်။ဟေးငါစွဲဒီလန့်အန်လျင်များတယ်။ဂရိတီမှရမှာ။ဝိညာဉ်နေနဲ့အလုပ်လုပ်ရတာလွယ်တယ်ထင်းနေလား။ဟာမင်းကလည်းတလားတခါကြက်တစ်ကောင်တော့တွားကျွေးရတာများ။အေးစိပါ။ငါ့ကိုလမ်းသာညွှန်ပြစမ်းပါဟာ။ ငါလည်းမင်းလိုလူရဝင်ကြည့်မိဟဲ့မောင်စွဲရဲ့တူစာပေစာလှုပ်ဆောင်မှုကြောင့်ကြောစွာလဲလမ်းညွန်ပေးလိုက်ရပါတယ်မောင်စွဲတယောက်အလောတကြီးနဲ့ဆရာကြီးဥပါရှိရာကိုထွက်သွားခဲ့ပြီဗျသူပြန်ရောက်လာတော့သူ့လက်ထက်မှာအိုလီတလုံးပါလာပါတယ်မကြခင်မှာပဲမောင်စွဲလဲကြောစွာလိုပဲစီးပွားတွေတဟုန်ထိုးတက်လာတို့ဒီဗျဒါပေမဲ့မောင်စွဲကချမ်းသာလာတဲ့အခါမှာသူ့ရဲ့မူလဇိုက်တွေပေါ်လာပါတယ်။ငွေရှိတော့အပေါင်းအသင်းတွေများလာတယ်။အရက်တော့လောင်းကစားအလုပ်နဲ့ပျော်ပါလာတယ်။ အရင်ကဆေးရက်ခဲ့တဲ့ဘဝကိုမေ့ပြီးရွာသားတွေကိုမောက်မှာဆက်ဆံလာတယ်။ငါ့လောက်ဘသူချမ်းသာလဲဆိုပြီးမာနတွေထောင်လွှားလာတယ်။ပရမ2လ3လလောက်တော့ဆရာကြီးစီကိုမှန်မှန်သွားသေးတယ်ဗျ။ဒါပေမဲ့ကြားလာတော့သူ့စိတ်ထဲမှာပေါ်ဆတဲ့အထူးတွေဝင်လာပါတယ်။အိုးတော်ရရဖိုးကြီးစီကိုဘာကိစ္စသွားရမှာလဲ။ငါလယ်ထဲမှာမြုပ်ထားတဲ့အိုးရှိနေတယ်ဗျ။ငါချမ်းသာနေမှာ။ဒီလတော့မသွားတော့ဘောကွာ။မိုးကလည်းအုံနေတယ်။လမ်းကလည်းဝေးတယ်။ နောက်လာမှာပဲနှစ်ပွဲပေါင်းပေးလိုက်မယ်အဲ့ဒီလာပြီညမှာမောင်ဆွေဆရာကြီးစီကိုမတော်ပဲတငယ်ချင်းတွေနဲ့အရောက်ဝိုင်းဖွဲ့ပြီးမိုးယူကခုန်နေလိုက်ပါညတကောင်ရန်အချင်းမောင်ဆွေမူးပြီးအိမ်ပေါ်မှာအိတ်ပြောသွားခဲ့တယ်ဗျအဲ့ချိန်မှာပဲအိမ်အပြင်ဘက်ကနေခွေးတွေဥတန်းတပြိုင်နက်ထွက်လာခဲ့ပါတယ်လေတွေကပြင်းထန်စွာတိုက်လာပြီးအိမ်တကားတွေတဒုံဒုံနဲ့ပွင့်ကုန်တော့ပါတယ်မောင်ဆွေအိမ်မဆိုးတစ်ခုမက်ခဲ့တယ်ဗျအိမ်မထက်မှာသူ့လေခွင်းထဲကမြေကြီးတွေကွက်အပ်ပြီး မန်းနဲ့နေတဲ့အမွေးတွေထိုးနေတဲ့လက်ကြီးတွေထွက်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီလက်တရသူ့ရဲ့ဇပတ်ကြီးတွေကိုဖျက်ဆီးတယ်။သူ့ရဲ့ရွှေငွေတွေကိုဆွဲယူသွားကြတယ်။ပြီးတော့အဲ့ဒီလက်ကြီးတွေကသူ့လက်ဘင်းကိုလာညစ်တယ်။ဂရီမတီတဲ့သူပေးဆက်ရမယ်။မင်းရဲ့စိတ်စိတ်နေတယ်မကောက်ဘူး။မင်းရဲ့ဘဝကိုပေါ့ငါယူမယ်။အကွက်ကွက်အတန်ကြီးကသူ့နားထဲမှာပက်တင်ထပ်သွားပါလိမ့်။မောင်ဆွဲအော်ပြီးတော့လက်မိုးလာတယ်။သူ့တကူလုံးချွေးတွေရှွဲနေပါတယ်။ မနက်မိုးလင်းတော့ထိတ်လန့်ပေါ်ရမြင်ကွင်းကိုတွေ့လိုက်ရတယ်ဗျာသူ့ရဲ့စပယ်ကြီးကြီးတစ်ခုလုံးမီးလောင်ထားသလိုမဲတူပြီးပြာကျနေပါတယ်အထက်ကစပားတွေကပုတ်တိုးပြီးလောက်တွေတက်နေကြတယ်ဗျာသူ့ခြံထဲကအသီးနှံတွေအားလုံးတညာထဲနဲ့ညှို့ချောက်ပြီးအပင်တွေတေးကုန်ပါတယ်အစိုးဆုံးကတော့အိမ်ထဲမှာတင်ထားတဲ့ပတ်စံတွေပါတစ်တာဖွင့်ကြည့်လိုက်တော့ပတ်စံတွေမရှိတော့ဘဲတိရွတ်ချောက်တွေပြာတွေအဖြစ်ပြောင်းလဲကုန်ပါတယ်မောင်ဆွေယူမတက်ဖြစ်ပြီးဓာတ်ချောင်းဆွဲကလယ်ထဲကိုပြေးသွားခဲ့တယ်ဗျာ မြုပ်ထားတဲ့အိုးကိုပြန်သူ့ကိုကြည့်လိုက်တော့အိုးကကွဲကျင်နေပြီအထဲမှာဘာမှမရှိတော့ပါဘူးမဖြစ်ဘူးမဖြစ်ရဘူးမောင်ဆွေအဲ့လိုပြောပြီးကျင်းထဲကိုလက်နဲ့ရင့်နေတော့ကျင်းထဲကနေကြီးမားတဲ့မွေဟောင်းနဲ့ကြီးတစ်ကောင်ရှုခနဲ့ထွက်လာပြီးတော့မောင်ဆွေရဲ့မျက်နှာထက်တဲ့ကိုပောက်ခဲ့လိုက်ပါတယ်မောင်ဆွေလဲခွင်းထဲမှာလဲကြတော့ပါတယ်သူ့ခန္ဓာကိုယ်ကအစိတ်ကြောင့်မဲနေလာပြီးပါဇက်ကနေအမြုပ်တွေထွက်လာတယ်ဗျသူတေကာနေ့အချိန်မှာကောင်းကင်ဘုံကနေ ခရီးမတီးတဲ့ခေါင်းဆိုပြီးတော့ရည်တန်ကြီးကိုနောက်ဆုံးချလိုက်ရတယ်လို့ပါပဲကျော်စွန်ကတော့သူ့တငယ်ချင်းရဲ့အလောင်းကိုကြည့်ပြီးနေ့ကျရင်တန်ဝေကရသွားတယ်သူဆရာကြီးစီကိုနောက်ဆုံးအချိန်တွားပြီးကတော့ဝဲပင်းနဲ့မေးလိုက်ပါတယ်ဆရာကြီးမောင်စောကိုကဲလို့မရတော့လားကျွန်တော်ပို့ပြီးတော့ပြေးဆက်ပေးပါမယ်ဆရာကြီးဥပါခေါင်းခါလိုက်ပါတယ်မရတော့ဘူးလူလေးဝိညာဉ်လောကနဲ့အပေးယူလုပ်တယ်ဆိုတာအင်မတန်အရေးကြီးတယ် လူတွေကသာဂရိဖြစ်တတ်ကြတာ။ तू ကယူရာပဲသိပြီးပေးဆက်မှုမလေးစားခဲ့ဘူး။သူ့ရဲ့လောဘနဲ့မောက်မမှုကသူ့ကိုပြန်တတ်တော့တာပဲ။ကျော်စွာဟာဆရာကြီးကိုဥချပြီးပြန်လာခဲ့ပါရဲ့။ तू ကတော့ဆက်လက်ပြီးချမ်းသာနေသေးပါပဲ။ဒါပေမဲ့ तू သိလိုက်တာကဒီစည်းစိမ်ဟာထာဝရမဟုတ်ဘူး။ဂရိတစ္ဆာဆိုတဲ့ကျိုးလေးတစ်မြင်အပေါ်မှာပဲတည်နေမိတယ်ဆိုတာပေါ့ပါ။အဲနောက်ပိုင်းရွာလေးမှာကျော်စွာဟာတထေးကြီးဖြစ်လာပေမဲ့ဘယ်တော့မှမမောက်မှခဲ့ပါဘူး။ လာပညာတန်းရွာသားတွေမသိအောင်ဒေါဇာဘက်ကိုတယောက်တည်းထွက်သွားလေရှိတာဘူးတော့ဘသူမှသတိမထားမိကြဘူးပေါ့ဗျာလူချင်းပေးဆက်ရတယ်ဂရီပေးရင်တီးရတယ်ဆိုတာကုန်းတာရွာကကြော်စွားနဲ့မောင်ဆွဲတို့ရဲ့ဇလန်းအသက်တွေပါပဲ